င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကနေတဆင်ပလဝါနဲ့ရခိုင်ကိုကုန်စီတင်သွင်းနေတဲ့အထက်အကုန်သွေးလမ်းကြောင်းတွေကတခုဖြစ်တဲ့ရှင်းလဝါနဲ့ရွှေလဝါလမ်းကြောင်းဟာမိုးရသည်မှသွားလာရခက်ခဲပြီးအန္တရာယ်များတာကြောင့်အာရခတက်တော်အနေနဲ့အမြန်ဆုံးပြုပြင်ပေးဖို့ရခိုင်ကုန်သွေးတွေကတောင်းဆိုလိုက်ပါတယ်ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင် ာရခတက်တော် AA ထိန်းချုပ်ထားတဲ့ဒေသတစ်ခုဖြစ်တဲ့ချင်းပြည်နယ်ပလဲဝော်မြို့နယ်ကရှင်လဲဝော်နဲ့ရွှေလဲဝော်နေဆက်ကုံသွေးရဲ့လမ်းကြောင်းဟာတောင်ပေါ်လမ်းဖြစ်တာကြောင့်ဆောင်းရသည်နဲ့နွေရသည်မှာတောလာရအဆင်ပြေပေမယ့်မိုးရသည်မှာတောလာရခက်ခဲကြံနေတယ်လို့ဒေသခံတွေနဲ့ကုံသွေးတွေစီကသိရပါတယ်။ပြီးခဲ့တဲ့မေလပထမပတ်ကလေးကမိုးတွေလျော့သွန်းထားတာကြောင့်ရှင်လဲဝော်နဲ့ရွှေလဲဝော်ကိုဆက်သွေးထားတဲ့မြေသားလမ်းပြတ်စီးနေပြီးအရည်ရများတဲ့အခြေအနေမှာရှိနေတယ်လို့ကုံသွေးတွေနဲ့ကားသမားတွေကပြောပါတယ်။ ဒီကျွန်တော်တို့တဲ့ဒီတောင်ပေါ်လင်းကားတအားချင်းတယ်အဆင်မပြေဘောနော်အခုမိုးရသည်ဆိုရင်တော့ပိုဆိုးတော့ဘောဒီကားသားလေးတစ်စီးပဲတော်လို့ရတယ်တောင်ပေါ်ကကြားတဲ့ရေကဒီဒတာမရှိတော့လက်ပေါ်ပဲတင်နေတယ်အောက်မကြတော့ဒီဘွေးတွေတအားထိုက်ပြီးတော့ကားကားချော်ပြီးတော့ကြောက်ကိုပြုတ်ကြတဲ့ကားကြီးရှိတယ်မိုးရသည်ကြတော့လင်းကားလေးနေနေချော်တယ်ကားကားလေးချောင်လို့မရဘူးဘေးကိုချောင်ရင်ဘာဖြစ်မလဲဆိုတော့ကြောက်ဖြစ်ကိုကြားမှာမြေကနေနေနုံနေတယ်လေမိုးရထားတော့လေစားစီရိုက်နေဒီလက်မှာကြော်ရတဲ့အချိန်ရဲ့ ကာသမာကလည်းမကောင်းလို့ပြဆက်ဘူတောင်းတာရဲ့ပြီးတော့ဒီကာမတဲနိုင်လို့ကျွန်တော်ဘယ်ဖို့ခေါ်ပြီးတော့ကျွန်တော်ဆွေးရတာတွေပါရှိတယ်ဒီဇေယိတ်တွေအများကြီးထောင်းလာတော့ဘောနော်ကာသမာတွေဆိုရင်လည်းအဆင်မပြေဘူးကက်ခဲတာဘောနော်လည်းမကောင်းတဲ့အကျိုးဘောနော် ရှင်လဲဝဲနဲ့ရွှေလဲဝဲကိုဆက်သွဲထားတဲ့အဲ့ဒီလဲဟာအိန္ဒိယရခိုင်နေဆက်ကုံသွေးရဲအတွက်အလွန်အရေးပါပြီးကိုစီတွေကူတန်းတော်လာရင်မှအဓိကအရေးပါတဲ့လမ်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီကုံသွေးရဲလမ်းကြောင်းဟာရခိုင်ကကုံသေးတဲ့အတွက်ကိုစီတွေကိုအမြန်ဆုံးပို့ဆောင်ပေးနိုင်တဲ့လမ်းစိတ်အသက်သာပြီးအဆင်အပြေဆုံးလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာကုံသေးတဲ့အနေနဲ့လမ်းဘက်ဆက်သွေးရဲအဆင်မပြေတဲ့အတွက်နောက်နေကြန့်ကြာတာတွေတည်ယူစရိတ်တွေကိုဈေးကြီးပေးနေရတယ်လို့ဆိုပါတယ်။ဒါကြောင့်အရခတက်တော်အနေနဲ့နေဆက်ကုံစီစီစီ မှုအတွက်အဓိကအရေးပါတဲ့အဲ့ဒီလမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုတယ်လို့ရခိုင်ကကုန်သေးတွေကတောင်းဆိုနေကြပါတယ်ကျေလောင်းနေချင်တော့လမ်းကြောင်းကိုကုန်ကားတွေသွားလို့ရတဲ့အနေအထားမျိုးကိုကျွန်တော်တို့ဖြစ်စီခြင်းနဲ့နန်းတွေကိုပြုပြီးမေးစီခြင်းတွေပေါ့နော်အဓိကပြောချင်တာကကျွန်တော်တို့အိုင်လန်ကြောင်းကိုလုံးဝအဆင်ပြေပြေသွားလို့ရအောင်အာရကတက်တော့အနေနဲ့ရောတစ်ဖက်မှာကျွန်တော်တို့ဒီမီဆိုရိုင်ပီနေရဲ့သက်ဆိုင်ရာ ကျွန်တော်တောင်ရှိသူတွေနဲ့တော့အာရကတက်တော့ဒီနေ့ဟိုဆွေးနွေးညှိနှိုင်းပြီးတော့ island အကြောင်းကိုကျွန်တော်ရာသီမီးသွားလို့ရတဲ့အနေအထားမျိုးကိုကျွန်တော်လုပ်ပေးစေချင်ပါတယ်။သစ္စာရအကွန်တွေကောက်ကောက်ခံတဲ့အတွက်ကြောင့်မို့ကျွန်တော်တပတ်အဆင်ပြေအောင်ကျွန်တော်ကုန်းတွေရောကွာသမားတွေရောစသဖြင့်ပြင်မကျွန်တော်ရခိုင်ပြည်သူလူတွေရောအဆင်ပြေအောင်လုပ်ပေးစေချင်ပါတယ်ခင်ဗျာ။အကွန်တွေပါတယ်ကောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တပတ်မှာဒီတချို့အပိုင်းတွေကကျွန်တော်တောင်ပင်ပေါ်မှာအပိုင်းတွေရှိရပေါ့နော်။ဆိုအရာတွေကိုကျွန်တော်တို့ကဟိုလက်လီမရှုဘဲနဲ့ကျွန်တော်တို့ကိုယ့်ရဲ့တောင်းဝင်ယူမှုတောင်းဝင်ခံမှုအရာလုပ်ပေးစေချင်တယ်ပေါ့ဗျာ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပေါ်တဲ့2023ခုနှစ်ကတည်းကစစ်ကောင်စီကရခိုင်ပြည်နယ်ကိုကုန်စည်စီစဉ်ခွင့်ကိုပိတ်ပင်လိုက်တာပါ။ဒါကြောင့်ပလက်ဝအပါအဝင်ရခိုင်ကမြို့နယ်ဆင်ငါမြို့နယ်ကိုအရခတက်တော်ကတိမ့်ပိုက်ရရှိပြီးတဲ့နောက်လိုအပ်တဲ့အခြေခံစာတောက်ကုန်စေဝါနဲ့ဆက်သုံးစီတွေကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေအဓိကအားထားနေကြရတာလည်းဖြစ်ပါတယ်။ကျွန်မကကီခိုင်ပါ။ တနင်္သာရီတိုင်းမြေမြို့မှာလမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့်ပြီးခဲ့တဲ့2024ခုနှစ်ကလောက်ဒွေးရင်သီးဈေးကောင်းမရဘူးလို့ဒွေးရင်သီးရောင်းဝယ်လုပ်ကိုင်းသူတွေကပြောပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ကဒွေးင်းသီးတလုံးအနည်းဆုံးဈေး9000တန်းကိုအခုနှစ်ဒွေးင်းသီးရသည်မှာ7000လောက်ပဲရှိတော့တယ်လို့ဆိုပါတယ် ကားလန်းကကြံပီကလေးကသွာလာလို့အဆင်မပြေတာ ဖြစ်ပြီးပြန်ဖွင့်နေတာဆယ်ရက်ရှိနေပေမဲ့တင်ပို့တဲ့ဒူရင်ဒီနဲ့ပတ်သက်ပြီးတာဝန်ယူပို့ဆောင်ပေးမှကုန်တယ်တွေကလက်ခံတဲ့အတွက်မတင်ပေးကြတော့ဘူးလို့ဒူရင်ဒီရောက်ဝဲလောက်ကနေသူတယောက်ကပြောပါတယ်ရာဒီပေါ်ဒွင်းသီးကြွေကြိမ်ဖြစ်တဲ့ဧပြီလကစပြီးပြည်တော်စုလမကြီးတခြားမှာတိုက်ပွဲတွေကြောင့်လမ်းပတ်ဆက်သွယ်ရေးအခက်အခဲဖြစ်ပြီးဒွင်းသီးရောက်ချနေသူတွေဟာတခြားဒေသကိုမတင်ပို့နိုင်တော့ဘူးလို့ဆိုပါတယ်။မြေမြုပ်ကနေရောက်ချနေတဲ့ဒွင်းသီးအများစုဟာ ကျွန်းစွမြို့နယ်ကတန်ကျုံးဘုံမှာရှိတဲ့ဥယျာဉ်ခြံတွေကနေထွက်တာဖြစ်ပြီးတခြားဒေသတွေကို မတင်ပို့နိုင်တဲ့အတွက်မြေမျိုးမှာဒွေးသည်များလာပြီးဈေးကောင်းမရတော့တာလို့ဒွေးသည်ရောက်ဝယ်လောက်ကိုင်းနေသူတွေကပြောပါတယ်ရှင်ဒီတိုင်ဝန်ကြီးချုပ်ကီယာစတာမာနဲ့ပတ်သက်တဲ့အိမ်တွေနဲ့ကားတစီကိုမိရှို့တက်ခိုက်မှုမှာရုရှားကပဝင်ပတ်သက်တဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုရုရှားသမ္မတနန်တော်ခရီမလင်ကမေလ26ရက်မှာပယ်ချလိုက်ပါတယ်။ ပြည်တွင်းမှာဖြစ်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေအားလို့ရဲ့နောက်မှာရုရှားအစိုးရရှိတယ်လို့ဗီတဲ့အစိုးရကဆွဆွဲနေတယ်လို့လည်းပြောလိုက်ပါတယ်။ဒီဆွဲချက်တွေဟာမှားယွင်းပြီးအထောက်ထားမခိုင်လုံသလိုရပူရအဖြစ်အတိပယ်မရှိတာတွေပဲလို့ရုရှားသမရနန်တော်ပြောခွင့်ရဒမီထရီပက်စကော့ကသတင်းတောက်တွေကိုပြောခဲ့ပါတယ်ရှင်။ဒီဗီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ချူချူဆမ်းပါရှင်